တရဏဂုံကိုးွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ခါယရဏသုံးပါလို့ဆိုတဲ့တရဏကိုကိုးွယ်စိတ်ကတဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံ ကိုးွယ်တဲ့အချိုးကျေးဇူးဟာ အလွန်ကြီးမားတယ်လို့ပြောတယ် ။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်ရသော်ဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကို ဟောတယ်။တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်။တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဖရတရားတန်ခါကို ကိုးကွယ်စိတ်ကလို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တေခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော် တရဏဂုံတည့်ရဲ့နဲ့တရဏဂုံရှိကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆို။တီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝဋ်ထုလေးတစ်ခုကိုကြည့်။တီယိုနိုင်ငံမှာတကားတဦးကဘုရားဘာသာ မဟုတ်ဘူး။ "तू ကအသက်မွေးဝမ်းကြောင်းမပါလို့လေ"လို့ဆိုလို့ရှိရင်တက္ကသိုလ်ငန်းနဲ့အသက်မွေးတယ်ပေါ့။ ခုခေတ်တော့နားထောင်ကောင်းခေါ်တယ်ရေလုံသားတဲ့နော်ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလားထင်တာပဲဒါသဘာဝကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးချလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေကနီးချတော့ သူလှုပ်လာခဲ့တာငါရိဖန်သက်ရောင်းချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရေးမဲကြီးလို့လာပြီးတော့ဆွမ်းမိုးထားပြီတေလို့ရှင်ငရဲချမှာတေချာနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့ဒီကကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့ အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးမှာဘင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်စုံမလားဆိုပြီးတော့ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတာချပေးလိုက်စုံလိုက်တယ်သံဃံတရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီရှာကလေးသွားတော့မဆိုနိုင်တော့ဘူးငါဘာသိလားအဲ့လိုဆိုရင်နဲ့စိတ်ထဲမှာအားကိုးသွားတယ်သူစိတ်ထဲမှာ ဒီဗုဒ္ဓံသရဏံကိစ္စမိကိုအာကိုပြီးတော့တေသွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ပဲနဲ့ဘုံမဆုနဲ့တော့ဖြစ်တယ်။နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနဲ့တော့ဖြစ်တယ်။အဲတော့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံမဆုနဲ့ဖြစ်တဲ့အကြောင်းပြောတယ် ရှင်ဘုရားက၅ဘာတိလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏကိစ္ဆာမိရင်ဆုံးသက်သွားတာဆိုတော့ယန္တာကြီးကပြောတယ်မင်းမမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါဒေဂန်ကြီးမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဒီလိုကဲတင်နိုင်တယ်ဒါကြောင့်ဟိုတရဏလို့ခေါ်တာ အဲ့လိုကဲတင်ခဲ့တဲ့ဝတ္ထုဇာလန်းတွေဟာအများကြီးရှိတာပေါ့အေကောင်းပြီဖယားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်ရအဖြစ်ကိုးကွယ်တဲ့ပုံကိုယ်တွေအမျိုးသားတွေကြတော့ဥပတကာလို့ခေါ်တယ်ဥပတကာလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကာလို့ခေါ်တယ်ဗမာပြည်ကထုံးစံအတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကာမဒါယေကာဒါယိကာမ မလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံတန်းစင်လာမယ်ဗမာတွေကလည်းတိဘက်တို့ဗာမင်းအနယ်တွေဆိုတော့မထက်ခေါ်လို့ရှိတယ်နော်ဒိုင်ကဒိုင်ကမဟောမလေးပါနောက်ကဥပဒကဥပဒိကမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါအလုံးကြားဘူးတယ်မို့လားဗမာလူမျိုးတွေရဲ့ ဘယ်ဘယ်လူမျိုးကဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေဆက်စည်းသက်လာတယ်ဆိုတာတမိုင်းကြောင်ဖတ်တဲ့လူတွေသိမှာပေါ့နော်အေးအဲ့ဒီလူဥပဒကဥပဒိကမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နိုင်ရမယ်ဟာဘာလဲလို့ဆို၅ပါးသိလား၅ပါးသိလားလုံရမယ်ဒါဗုဒ္ဓဘာသာဝင်နေနေ၅ပါးသိလားလုံရ၅ပါးသိလားလုံမှာ ပြည့်စုံတဲ့ဘုရားရဲ့ကိုယ်ွယ်မှုပြည့်ပြည့်စုံစုံဖြစ်နိုင်မယ်တဲ့